ချိန်စာနဲ့ငွေကြေးအသိပညာချမ်းသာဖို့ဆိုတာပိုက်ဆံရှိတာမဟုတ်ဘူးအားလုံးပဲမင်္ဂလာပါကျမတို့ရဲ့ financial stability channel ကနေကြိုဆိုပါရစေဘဝမှာငွေကြေးနဲ့ပတ်သက်ပြီးစိတ်ဖိစီးမှုတွေခံစားနေရပြီလားဒါဆိုရင်စိတ်မပူပါနဲ့ဒီ financial stability channel ကိုရောက်လာပြီဆိုကြတဲ့ကဒီအတွက်ငွေကြေးတည်ငြိမ်မှုရရှိဖို့လိုအပ်တဲ့အကြံဉာဏ်တွေကိုကျမတို့ကဝေမျှောပေးသွားမှာပါမင်္ဂလာပါကိုဗျာမင်္ဂလာပါမေမေအားလုံးပဲမင်္ဂလာပါကျွန်တော်မုံပြားပါ ီနေ့ပြောမယ့်အကြောင်းအရာကတော့ထီချိန်စာနဲ့ငွေကြေးအသိပညာချမ်းသာဖို့ဆိုတာပိုက်ဆံရှိတာမဟုတ်ဘူးအကြောင်းပြောပြပေးတော့မှာပဲဖြစ်ပါတယ်ထီပေါက်တဲ့သူတွေရုတ်တရက်အမွေရတဲ့သူအများစုကတနေ့ကောက်နေ9နှစ်အတွင်းပိုက်ဆံနေအကုန်ပြန်ကုန်သွားတတ်တဲ့တော်ရကတွေအများကြီးရှိတယ်ဒါကိုထီချိန်စာ lottery curse လို့တောင်ခေါ်ကြတယ်နော်ဘာကြောင့်လဲငွေကြေးရှိမှန်ခံခွဲမှုကဘာလို့ဒီလောက်အရေးပါတာလဲကိုဗျမိမိ ချမ်းသာဖို့ဆိုတာပိုက်ဆံရဖို့တခုတည်းမဟုတ်ဘူးအဲ့ဒီပိုက်ဆံကိုဘလို့ထင်းချိုးကမလဲဆိုတဲ့အသိပညာပါလိုအပ်တယ်ဒီနေ့တော့ယုတ်တရငွေတွေရလာရင်ဘာကြောင့်အလွယ်တကူကုန်ထားရတာလဲပြီးတော့လူတွေဘာကြောင့်ငွေကြီးအသိပညာလေ့လာဖို့စိတ်မဝင်စားကြတာလဲဆိုတာကိုရှင်းပြပြပါဦးဒီလောက်များတဲ့ပိုက်ဆံတွေကဘလို့အလွယ်တကူကုန်သွားရတာလဲကိုဗျာဒီမေကုံးကအဓိကအကြောင်းရင်း၃ချက်ရှိတယ်ပထမဆုံးက အတုံးစိတ်ကြီးထွားခြင်း lifestyle inflation ပဲဝင်ငွေတိုးလာတာနဲ့အများရောကိုယ့်ရဲ့နေထိုင်မှုအဆင့်အတန်းကိုဥမာကားအိမ်အတုံးဆောင်တွေချက်ချင်းမြင့်တင်လိုက်ကြလေဒီအတုံးစိတ်ကြီးတွေကိုထိန်းချုပ်ဖို့မလွယ်တော့ပဲဝင်ငွေနဲ့မမျှတဲ့နောက်ဆုံးမှအကျွေးတွေပါထပ်တင်မိတတ်တယ်ဒုတိယကအကြံပေးမှရင်ချင်းငွေကြီးအမြောက်အများရှိလာတဲ့အခါမယိုးသားတဲ့တငယ်ချင်းမိတ်ဆွေဆွေမျိုးတွေအကြံပေးချင်အောင်ဆောင်သူတွေရဲ့အကြံမားတွေကြောင့် မလိုအပ်တဲ့အန်ယူရဲ့များတဲ့ယင်းနှမြုံနံမှုတွေမှာငွေတွေသုံးမိတတ်တယ်။တတိယကတော့ယင်းနှမြုံနံမှုတို့ကြည့်ပညာမရှိခြင်းပုံမှန်လုပ်ငန်းခွင်ကနေရုတ်တရက်ချမ်းသာလာသူတွေဟာငွေကိုဘလို့အလုပ်ခံရမလဲဆိုတဲ့ compound interest ပေါင်းစည်းအကျိုးရဲ့သဘောတရားကိုနားမလည်ကြတာ။ဒါကြောင့်ငွေကိုစုတာကလွဲပြီးရေရှည်တိုးပွားအောင်ဒါမှမဟုတ်ဘဲမှာအပ်ထားတာကလွဲပြီးဘလို့ယင်းနှမြုံနိုင်ရမလဲဆိုတာမသိကြဘူးဖြစ်နေလေ။ငွေကြေးအသိပညာကဒီလောက်အရေးပါတယ်ဆိုရင် ဘာလို့လူတွေကလေးလာဖို့စိတ်မဝင်စားကြတာလဲဟင်ပထမဆုံးအကြောင်းရင်းကစိတ်ရှုပ်ပြီးညီငွေစရာကောင်းတယ်လို့ယူဆခြင်းပဲစတုံးဘွန်းရံပုံနဲ့အတုံးနှုံအခွန်အခဆိုတဲ့ဝါဟာရတရားရှုပ်ထွေးပြီးနားမလည်ရခက်တယ်လို့လူအများကထင်ပါတယ်ကျောင်းထဲမှာလည်းငွေကြီးစီမံခန့်ခွဲမှုကိုအခြေခံပါတာရဲ့အဖြစ်မတင်ပေးတဲ့အတွက်စတင်လေ့လာဖို့ခက်ခဲတယ်လို့ခံစားရကြတယ်ပြောရွှင်စရာကောင်းတဲ့ဖြူရင်ထက်ထက်ရရှိအထွတ်စီမံခန့်ခွဲရတာကလူအများအထွတ် ညီငွေစီရလို့ထင်ပင်စေတယ်ဒုတိယချက်ကချက်ချင်းရလာလိုချင်စိတ် short term focus ပဲလူသားတစ်ပါးဘဝကလစာရတာနဲ့အကုံသုံးပေတာကချက်ချင်းပျော်ရွှင်မှုပေးတဲ့အရာထီထောတာလိုမျိုးကိုပုံနဲ့တတ်တယ်ယင်းဒီမျိုးနဲ့တို့ကအချင်းကြာကြာစောင့်ဆာရပြီးဒီခံချက်လိုအပ်တဲ့ရေရှည်အကျိုးအမြတ်ဖို့ပေးတဲ့သူလူအများစုကစိတ်ရှည်ဖို့ခတ်ခဲကြတယ်တတိယချက်ကငါ့မှာပိုက်ဆံအလုံးလောင်းမရှိသေးဘူးငါ့မှာစုစုကပိုက်ဆံလေးလေးပဲရှိသေးတာ နောက်မှစီမံခန့်ခွဲတာတို့မဲ့လို့တွေးပြီးလက်ရှိအခြေအနေမှာစုဆောင်းတာယင်းနိမန္တာကိုစတင်ဖို့နောက်ဆုံးနေတတ်တယ်။လူအများစုကငွေကြေးစီမံခန့်ခွဲမှုကိုချမ်းသာတဲ့သူတွေအထက်တွေလိုအပ်တယ်လို့ထင်ကြတယ်။တကယ်တမ်းမှာတော့ငွေနှင်းသည့်ဖြစ်စေများသည့်ဖြစ်စေစီမံခန့်ခွဲမှုကမရှိမဖြစ်လိုအပ်တယ်။စီမံခန့်ခွဲမှုအသိပညာမရှိရင်ထီပေါက်ငွေတွေတောင်ဘလောက်ကြာကြာခန့်မလဲ။ကျမသဘောပေါက်သွားပါပြီကိုဗျာ။ ချီကျင်းစာဆိုတာတကယ်တမ်းတော့ငွေကြီးအသိပညာမရှိခြင်းရဲ့ကျင်းစာပဲပေါ့နော်ပိတ်ဆံရဟုထပိတ်ဆံကိုဘလို့ကင်တွေရမလဲဆိုတဲ့အသိပညာကပို့အရေးကြီးတယ်မှန်တယ်မင်းမီစမန်နဲ့ငွေကြီးလက်လက်မှုဆိုတာဝင်ငွေပမာဏနဲ့တိုင်းတာတာမဟုတ်ပဲငွေကြီးစီမံခန့်ခွဲမှုစွမ်းရည်နဲ့တိုင်းတာတာဖြစ်နေတာပါဒီလိုရေရှည်တီကီနဲ့ချမ်းသာမှုကိုဘလို့တိဆောက်နိုင်မလဲဆိုတဲ့အကြောင်းအရာတွေကိုနောက်ပိုင်းမှာဆက်ပြီးရှင်းပြပေးသွားမှာမို့ကျွန်တော်တို့ Financial Stability Channel ကို Subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်။ Like ချူချူပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။